အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အော်တိုဘာလနှောင်းပိုင်းမှာတွားရောက်မဲ့ဂျပန်ခီးစဉ်အတွင်းနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအကူအညီပေးဖို့တောင်းဆိုသွားမယ်လို့သိရပါဗျ။ဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့စုပေါင်းတောင်းဆိုစာကိုဂျပန်မှာရှိတဲ့အမေရိကန်တန်ယုံကနေတဆင့်သမရထရမ်ကိုပေးပို့သွားမှာလို့ဆိုပါရယ် အတော်ဆန်းစုကြည်ဆိုတာပေါ့နော်ကျွန်တော်တို့တရားဝဲအစိုးရရဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့လူလူခေါင်းဆောင်တယောက်ဖြစ်တဲ့အပေါ်မှာမတရားသဖြင့်ပေါ့နော်ကျွန်တော်တို့ဒါအရေးယူခံပြီးတော့အခုအဖန်စီ ထိန်းသိမ်းခံထားရတယ်ပေါ့နော်အဲဒီလိုမတရားသဖြင့်ဖန်ဆီးထိန်းသိမ်းခံထားရတဲ့ဒေါ်စန်းစုကြည်အဖအဝဲအဲကျွန်တော်တို့တခြားနိုင်ငံရဲ့အကျဉ်းသားတွေအပြန်ဆုံးလွတ်မြောက်ဖို့လည်းကျွန်တော်တို့ PRP ဆောင်ရွက်ပေးသွားဖို့နောက်တစ်ခါကျတော့အဲဒီအသက်အရွယ်အရဒေါ်စန်းစုကြည်ရဲ့မိသားစုရဲ့ဆွေးရည်ပူပန်မှုအပေါ်မှာလည်းပေါ့နော်ထပ်လောင်းပြီးတော့ပေါ့နော်ကျွန်တော်နိုင်ငံတကာအတိုင်းဝိုင်းရဲ့ဒီတောင်းဆိုမှုတွေပေါ်မှာအာဒီ AIG American အစိုးရအနေနဲ့လည်းပေါ့နော်အဝင်ရောက်ပူပေါင်းပြီးတော့အာတမန် PRP တောင်းဆိုပေးဖို့ဆိုတဲ့ဟောင်း highlight လုပ်ပြီးတော့ကျွန်တော်ထည့်သွင်းထားတာပါ ရောင်ဆန်းစုကြည်လွတ်မြောက်ရေးအကူအညီပေးဖို့တောင်းဆိုတဲ့အချက်အပါအဝင်အနာသိစစ်တပ်ရဲ့အရက်သားတွေကိုပိတ်မှတ်ထားဖမ်းဆီးနှိပ်စက်တပ်ဖြတ်နေမှုတွေအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေရဲ့အကျိုးစီးပွားကိုတက်ရောက်မှုရှိနေတဲ့ကြားဖြတ်လုပ်ငန်းနဲ့မှုရစ်စေဝါပြဿနာတွေအပေါ်မှာအရေးယူဆောင်ရွက်ပေးဖို့ကိုလည်းတောင်းဆိုထားတယ်လို့ဆိုပါတယ်။ဒါအပြင်တရုတ်အစိုးရရဲ့မြန်မာစစ်တပ်ပေါ်လက်နက်နဲ့နှီးပညာတွေထောက်ပံ့ကူညီပေးနေမှု မြန်မာရင်းမှာဝင်ရောက်ဆွတ်ဖက်နေမှုတွေအပေါ်အမေရိကန်အနေနဲ့ဂျောင်းဝင်ဟန်တာပေးဖို့ကိုလည်းထည့်သွင်းတောင်းဆိုထားတယ်လို့သိရပါဗျ။ဒီတောင်းဆိုချက်တွေပါဝင်တဲ့စာကိုဂျပန်နိုင်ငံမှာရှိတဲ့အမေရိကန်တန်ယုံကိုအခုသတင်းပတ်အတွင်းမှာပေးပို့သွားမှာဖြစ်ပြီးတန်ယုံဘက်ကလည်းလက်ခံမယ်လို့အကြောင်းပြန်ကြေညာရှိထားတဲ့အတွက်တမရာထရမ့်လက်ထက်ကိုစာရောက်ရှိဖို့အခွင့်အလမ်းများကြောင်းပြောပါဗျ။ ကျွန်တော်တို့လက်ရှိအခြေအနေကဏ္ဍမှာ trend ကိုတောင်းဆိုမယ်ဆိုလို့ရှိရင် democracy ရေတို့လူခွင့်ရေတို့ဆိုလို့ရှိရင်အဲ trend ကိုကြည့်ရတာတိတ်ပြီးတော့ဟိုစိတ်ဝင်စားတဲ့ပုံစံမရှိဘူးပေါ့နော်စိတ်ဝင်စားတဲ့မရှိတဲ့ကြောင့်မို့ဟိုအဲ့ဒီဟာဒီရဆက်လို့ရှိရင်သူ့ရဲ့အကျိုးစီးပွားကိုအရောက်ဖြိတ်ခိုက်မယ်လို့ယူဆရတဲ့ဒီ ဟိုမူကြီးစေဝါနောက်လူပုံကူးမှုကြားပြလုပ်ငန်းတွေပေါ့နော်အဲ့ဒါတွေကိုအဓိကတော့ဆိုတာလေပြီးတော့ရှင်သူ့ရဲ့မဟာရန်သူလူယူဆတဲ့ဒီတရုတ်ပေါ့နော်ဟိုတရုတ်ကိုဟိုခိုင်လွယ်ပေးဖို့တရုတ်ကိုတားဆီးပေးဖို့တော့ကိုကျွန်တော်တို့ပေါ့နော်အဓိကဥတီပြီးတော့စာရေးတဲ့ပုံမျိုးပေါ့ခင်ဗျာသမရထရမ်ကဂျပန်နိုင်ငံကိုလာမယ့်အော်တိုဘာ28ရက်နေ့ကနေအော်တိုဘာ29ရက်နေ့အထိ၃ရက်ကြာလာရောက်မှာဖြစ်တယ်လို့ဂျပန်ဆိုရဘက်က ထုတ်ပြောထားသလို တိုကိုတိုင်းကလည်းအော်တိုဘာလနှောင်းပိုင်းမှာဂျပန်၊မလေးရှားနဲ့တောင်ကိုရီးယားနိုင်ငံတွေကိုတွားရောက်ဖို့ရှိတယ်လို့အတည်ပြုထားပါတယ်။သမရာထရန့်ဂျပန်နိုင်ငံကိုရောက်ရှိနေမယ်အော်တိုဘာ28ရက်နေ့မှာဂျပန်နိုင်ငံကအမေရိကန်တန်ယုံအနေမှာမြန်မာအရေးတက်ကြွလှုပ်ရှားသူတွေစုစည်းပြီးမြစ်တာရခန်အကူအညီတောင်းခံခြင်းလှုပ်ရှားမှုအစီအစဉ်ကိုလည်းပြုလုပ်သွားဖို့ရှိနေတယ်လို့သိရပါတယ်။သမရာထရန့်မှာဂျပန်ခရီးစဉ်နဲ့မရှိမနှောင်းမှာပဲမလေးရှားနိုင်ငံမှာလက်ခံကျင်းပမဲ့ 48ချက်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုလည်းတွားရောက်ဖို့ရှိနေတာဖြစ်ပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေကိုတော့အောက်တိုဘာ26ရက်နေ့ကနေအောက်တိုဘာ28ရက်နေ့ထိကျင်းပသွားမှာဖြစ်ပါတယ်။ဒီအစည်းအဝေးမှာမြန်မာပါဝင်တဲ့အရှိတောင်အာရှနိုင်ငံတွေရဲ့စီးပွားရေးနိုင်ငံရေးလုံခြုံရေးလူမှုရေးယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တွေကိုဆွေးနွေးသွားမှာဖြစ်တယ်လို့မလေးရှားကထုတ်ပြန်ထားပါတယ်ရှင်။